ားလုံးမင်္ဂလာပါဓမ္မကုတု channel မှာကြိုဆိုလိုက်ပါတယ်အခုဖျက်ပြပေးမှာတော့စိုက်เสียမနာပတာဤအရှင်ဝိစိတ်တအေးတာထားတဲ့ကိုကိုကိုဆုံးမခြင်းဆိုရဲစာအုပ်ပဲဖြစ်ပါတယ်အပိုင်းနှစ်တိခန့်ခြင်းခွင့်လွှတ်ခြင်းမေတ္တာထားခြင်းဆိုရဲသဘောတရားတွေဟာလက်တွေ့ဘဝလိုက်နာကျင့်သုံးဖို့အတော်ခက်ပြီမြင့်လက်တွေ့ကျင့်သုံးနိုင်ရင်တော့ အတော်လေးကိုအေးချမ်းတဲ့တရားတွေပါ။ဒီခံလိုက်လို့ခွင့်လွတ်လိုက်လို့မေတ္တာထားလိုက်လို့ဖြစ်ပေါ်လာတဲ့အကျိုးသက်ရောက်မှုဟာကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကို အများကြီးငြိမ်ချမ်းသွားစေတာပါပဲ။တော်တော်များများဘဝမှာပူလောင်ကြတယ်၊စိတ်တော့ကဖြစ်ကြတယ်၊စိတ်ပင်ပန်းကြတယ်ဆိုတာလေဒီမခံနိုင်လို့ခွင့်မနှောင့်နိုင်လို့မေတ္တာမထားနိုင်ကြလို့ဖြစ်တာပဲများတယ်မဟုတ်လား။ ဒါကြောင့်စိတ်မှာဟိုအတွေ့အကြုံတွေနဲ့လင်းနေကြမယ့်အစားအနေပေါ်အောင်ဖြေရောတဲ့အနေနဲ့ဒီခံလိုက်ကြည့်ပါခွင့်လွှတ်ကြည့်လိုက်ပါမေတ္တာထားကြည့်လိုက်ပါ အားလုံးဟာငြိမ်ချမ်းသွားမှာပါပဲကိုယ်အတွေ့ဟာကိုယ့်ဘဝကို ပုံဖော်ပေးတတ်တယ်အတွေ့မှားတာနဲ့ကိုယ်စိတ်မှာလေးသွားတော့တာပဲတခါတလေမလိုအပ်တဲ့အတွေ့တွေနဲ့ဟိုတွေ့ကြည့်တွေ့တွေ့နေတာတွေကြောင့်အဆွေးတွေပဲရောက်နေတာလည်းရှိတတ်တယ် ဘဝမှာအကျိုးမရှိတဲ့အတွေ့တွေဟာနောင်တနဲ့တောကကိုပဲဖြစ်စေတတ်တယ်။အတွေ့ဆိုတာရှိရမှာမဟုတ်ဘူးသိရမှာ။တွေးနေတာကိုသိသွားရင်တွေးစိတ်ကပြောက်သွားတာပါ။အတိတ်ကိုတွေးရင်ဆွေးတတ်တယ်။အနာဂတ်ကိုတွေးရင်ဝေးတတ်တယ်။ပစ္စုပန်တည်းမှာပဲပေါ်တဲ့အတွေ့ကိုသိအောင်ကြိုးစားရမယ်။သိရင်မဆွဲဘူး။မသိလို့ဆွဲတာ။ဆွဲရင်လွဲတာပဲ။ဒါကြောင့်မလိုအပ်တဲ့အတွေ့တွေနဲ့စိတ်ကိုလေးနေစေမယ့်အစား အတွေ့အကြုံတည်အောင်စူးစမ်းအလွယ်အမှားအတွေ့တွေနဲ့အဆွေမများဖို့အရေးတတိတရားလေးနဲ့ပဲအတွေ့တွေကိုလျှော့အဆွေကိုပေါ်ကြအောင်ပေါ့စိတ်ဆိုတာအလိုလိုက်ရင်ကိုယ်အကြိုက်ဆောင်ဖို့ထက်သူ့ဆွေရာကို ကိုယ်ပါသွားဖို့ပဲများတယ်အခခမှားလို့လေနောက်မလို့ဖြစ်တော့ဘူးလို့မထင်နဲ့ရုံထွက်ဖို့မလုပ်တဲ့မြမဟုတ်တာကတော့လုတ်ကိုလုတ်ပြနေကြတာပါပဲ။ တခါတလေတတိမကက်လို့လုံလိုက်မိခဲ့တဲ့အမတစ်ခုကစေတနာပါသွားခင်ရင်ပေးဆက်ရတဲ့အခါနိမ့်နိမ့်နာနာနဲ့အကြကြီးပေးဆက်ရတတ်တယ်။တန်တရာနဲ့ချီတဲ့ပေးဆက်မှုဆိုရင်တော့အထက်ကိုပြန်ရဖို့အတော်မလဲကူလာတော့ပါဘူး။ဒါကြောင့်ကိုလုံလိုက်တဲ့အလုပ်တစ်ခုဟာတန်တရာနဲ့ချီတဲ့ပေးဆက်မှုမျိုးမဖြစ်ရအောင်စိတ်ကိုအလိုမလိုက်ပဲတတိနဲ့ထိန်းချုပ်နိုင်အောင်စူးစမ်းကြရမှာပါ။ အချင်းဦးစီးဌာန၆ထုစကန်တွင်နှစ်ရှည်အလုပ်ချက်နှင့်ထောင်တန်းကြခင်တရားသူများကိုကြည်ရင်ကိုကိုကိုဆုံးမဖြစ်ခဲ့တာလေးပါသူတို့လည်းရုတ်တရက်လှုပ်လိုက်မိခဲ့တာလေလीမကြည်နဲ့တာအနေမတက်လို့ပါပဲအဖြစ်အထက်ထက်လွှဲနေတာက မွေးနေတဲ့ကိုစိတ်တဲ့ကြောင့်ပါပဲအနေမတက်တော့နေရာကဝင်ပါနေရာကဝင်ပြော အစိမ်မချောတော့အပြစ်ဖြစ်မနေတတ်တာကိုကကို့အပြစ်လို့ဖြစ်ကြတာပေါ့အပြစ်ရောက်ဖို့ဆိုရင်ညီတက်မှဖြစ်မှာအညီတက်ဖို့ဆိုတာအကုသို့မဖြစ်အောင်ညီတက်ဖို့လိုပါတယ်အပြစ်ဆိုတာသူများကြောင့်ဖြစ်တာတဲ့ကိုကခံစားမိလို့ဖြစ်တာကများတယ်လက်တွေ့ဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မှာထိမ့်ညီပြီးချိန်နဲ့နိုင်အောင်ကြိုးစားရင်အပြစ်ဖြစ်တတ်တာမယ်အပြစ်နေရင်နေရတာချိန်နဲ့ဆရာပါ ဒါကြောင့်ဘဝမှာမကျေနပ်တာတွေဖြစ်လာရင်ဘာကြောင့်ပဲဖြစ်ဖြစ်အတ္တိမကျေနပ်တဲ့စိတ်ကိုမြင်အောင်အချိန်ချင်းတတိကပ်ပြီးကြည်နိုင်အောင်ကြိုးစားလိုက်ပါ မကျေနပ်စိတ်ကိုသိရင်ကျေနပ်သွားပါလိမ့်မယ်မကျေနပ်တာမသိလိုပါအပြည့်ပြောခင်ရမှကြောင်းရင်ဘာမှမလုပ်ဘဲနေမှဖြစ်မယ်ဒါအောင်မှဘာမှမလုပ်ဘူးဆိုပြီးအပြောခင်ရအောင်မှမဟုတ်လားအလုပ်လုပ်တဲ့သူကတော့အပြည့်ပြောခင်ရမှပါပဲ။ ယူပဆက်ဆိုတာအကောင်းလည်းပြောမကောင်းလည်းပြောတတ်ကြတာပဲလीဘလို့ပဲပြောပါစေကိုယ့်ဘက်ကမပြောင်းလဲဖို့အရေးကြီးတယ်လူတဘောကတည့်ရင်အကောင်းပြောမယ်မတည့်ရင်အဆောင်ပြောမယ်ချစ်ရင်အပြည့်မကြည့်ဘူးမုန်းရင်အပြုံးမရှိဘူးအဆင်ပြေရင်စင်ကြေပေးပြီးကောက်ွက်ပေးမယ်အဆင်မပြေရင်အထင်သေးပြီးမညာပေးဖယ်မယ်ဒါဟာပြောင်းလဲတတ်တဲ့ဘုဒ္ဓရှင်လူသားတွေရဲ့တဘာဝပဲ ဒါကြောင့်အချစ်ပြောလို့လည်းမတန်ရနဲ့အပြစ်ပြောလို့လည်းမခါပါနဲ့အကောင်ပြောခင်ရရင်တတိအာယုစောင်းပြောခင်ရရင်စိတ်အင်အာယုစကားဆိုတာခံစားပြီးပုံရမှာမဟုတ်တလို့ပြင်ကြားပြီးငုံရမှာလည်းမဟုတ်ဘူးမမြဲတဲ့ပြညက်အတန်လို့သာသဘောထားကိုယ်အလုပ်ကိုယ်ကြိုးစားဖို့ပါပဲအချက်အမုံကမနာလိုမှုဝန်တုံမှုကိုဖြစ်စေတတ်တယ် အဲ့ဒီမနာလိုစိတ်ဝန်တိုစိတ်တွေကပူလာမှုကိုဖြစ်စေတတ်တယ်။တွေ့တာမှုဆိုတာချစ်ရင်လည်းတွေ့မုန်းရင်လည်းတွေ့တတ်တဲ့အတွက်အတွေ့ဆိုရင်ဘာတွေ့မှမကောင်းအတွေ့များရင်လေးရပဲအတွေ့ကလူကိုလည်းလေးစီတယ်စိတ်ကိုလည်းလေးစီတယ်လေးရပေါ့ချင်ရင်ရှော့မှဖြစ်မယ်အထူးသဖြင့်အတွေ့တွေကိုရှော့ရမယ်အတွေ့ရှော့မှတကယ်ပေါ့မယ်အချက်အမုံဆိုတဲ့အတွေ့ဟာ ကိုကချစ်ရတာပဲဖြစ်ဖြစ် ကိုကမုန်းရတာပဲဖြစ်ဖြစ် ကိုက အချစ်ခံရတာပဲဖြစ်ဖြစ်ကိုကိုအမောင်းခံရတာပဲဖြစ်ဖြစ်နှစ်ခုစလုံးက ပူတာပါပဲယူနေတာကအလွဲဖြစ်နေတာပဲမဟုတ်လားအဲဒါကြောင့်တွေ့တာမှုကိုစွန့်လုံမှုနဲ့လျှော့ရမယ်မစွန့်နိုင် တွေ့တာထားရင်ပူလောင်မယ်အဖို့မရှိခြင်းမယူမိဖို့အစဉ်ချင်းရမယ်မာနရဲ့သဘောကကိုမှန်လို့ကိုတင်လဲပူတာပဲ ိုမှန်နေလို့မှန်မလျှော့လေကိုပဲခံစားရတာပဲအမှန်တရားက ပူတာမဟုတ်ဘူးမှန်ထားလို့ပူတာမှန်တယ်ဆိုရဲမှန်ကခံနေလို့မှန်တင်ပြီးခံပြင်းနေတာခံပြင်းတော့ပြန်ညင်ပြန်ညင်တော့ပြန်တင်ပြန်တင်တော့မှန်ပြင်းရင်မာနရေချာအခါခါမှားနေကြတော့တာပါပဲကောင်းဆုံးကတော့သူမှန်ငါမှန်ဆိုရဲအမှန်အမှားကိုခဏထား ်မာနတရားကြောင့်ခံစားရတာကိုလျှော့ချနိုင်အောင်အရင်စူးစမ်းရမယ်။ကိုမှန်လို့ကိုမလျှော့ဘူးဆိုလို့ပေါ့သွားတာမှ မဟုတ်ဘူး။မလျှော့နိုင်တာကပုံနေစီတော့တာပါ။ဒါကြောင့်အမှန်မှရကြခံစားမှုများနေမယ့်အစားဉာဏ်အားနဲ့ဆင်ခြင်းမှန်နေပေမဲ့လည်းစိတ်အစဉ်ပြင်ဆင်ပြီးမှန်တွေကိုလျှော့ကိုအရင် ပေါ့အောင်ပဲစူးစမ်းရမယ်။ကိုမှန်လို့ကိုမလျှော့ရင်ကိုပဲခံစားရမှာမဟုတ်လား။ မင်းကိုလျှော့ပြီးညင်နဲ့ဆင်ကျင်နိုင်မှကိုလည်းပေါ့သူလည်းလျှော့လာမှာပဲပေါ့မဟုတ်မကန်စိတ်ကကောင်းတော့ကောင်းတယ်ဒါပေမဲ့တစ်ခါတခါမဟုတ်ရင်မကန်ဘူးဆိုတဲ့စိတ်ဟာဟုတ်ရင်ရောခံနိုင်ပါမလားဆိုတော့မခံနိုင်ပြန်ဘူးလေခံနိုင်ရဆိုတာဟုတ်တာပြောလိုက်ရင်လည်းခံနိုင်ဖို့လိုတယ်အကောင်းလေးတွေပြောရကြခံနိုင်ပြီးကိုအားနဲ့ချက်ကိုယ်ကိုထောက်ပြတဲ့အဟုတ်တွေကြတော့မခံနိုင်ဘူးဆိုရင်ဒါဟာ ခံနိုင်ရရှိပြီလို့ပြောမရသေးဘူးအမှန်အမှားနဲ့ပတ်သက်ပြီးတော့မဟုတ်တာကို မဟုတ်ဘူးလို့ပြန်ပြောနိုင်ရင်ဟုတ်တာကိုလည်းဟုတ်တယ်လို့လက်ခံနိုင်ရမယ်ဝန်ခံနိုင်ရမယ်ပြီးတော့ပြုပြင်နိုင်ရမယ်အကျိုးမရှိတဲ့မဟုတ်တာတွေမှာမကန့်ကျင်စိတ်နဲ့တုံ့ပြန်နေဖို့တဲ့အကျိုးရှိတဲ့မဟုတ်တာတွေမှာလက်ခံနိုင်အောင်ကြိုးစားပြီးပြုပြင်နိုင်ဖို့ကပိုအရေးကြီးတယ်မဟုတ်ရင်လည်းမကန့်ဟုတ်ရင်လည်းမကန့်ဘူးဆိုတော့မဟန်သေးဘူးပေါ့ ။ဒါကြောင့်ခံနိုင်ရေဆိုတာမဟုတ်တာကိုလေအဟုတ်တရားနဲ့လှူရှားနိုင်ဖို့လို့တလို့ဟုတ်တာကိုလေလက်ခံနိုင်မှုစွမ်းအားနဲ့ပြုပြင်နိုင်ဖို့လိုအပ်တဲ့အတွက်မခံကျင်စိတ်လေထားပါ။ခံယူကျင်စိတ်လေမရှားပါစေနဲ့။ဘဝမှာငါကအတော်ကြောက်เสียကောင်းနေငါကမာနေတော့ဘာမှမပြော့တော့ဘူးအမှန်အမှားတွေချမှာငါဆိုရဲမှန်ထားမိရင်ငါမှန်တော့လေငါတင်းနေ ငါမတော့လေငါညင်းနေအတင်းနဲ့အညင်းဟာအဖြစ်ဖြစ်ဖို့ပဲများတယ်တင်းတဲ့သူလည်းပူတယ်ညင်းတဲ့သူလည်းပူတယ်အမှန်မှကပူတာထက်မှန်ထားလို့ပူတာမပူချင်ရင်ငါလျှော့ရမယ်ငါလေးပဲလျှော့လိုက်တာနဲ့အားလုံးပြီးသွားမယ်တေချာတွေးကြည့်ရင်ငါမငါမဟုတ်တာဘာမဟုတ်တာလေးမှငါလာရှုပ်နေကြလို့အခါကမဟုတ်ဖြစ်နေကြတာမလားငါလေးသာထုတ်လိုက်အားလုံးဟုတ်သွားမှာအမှန်ပဲ ။ဒါကြောင့်ငါကိုငါကပူလောင်နေတက်တဲ့လောကကြီးမှာအပူသက်တာဖို့ဆိုရင်ငါလေးပဲလျှော့လိုက်ပါ။ငါမှန်လို့လည်းမတင်နဲ့။ငါမှားလို့လည်းမငင်းနဲ့။အရင်စတော့ငါမှငါအစင်မဟုတ်တာပဲလေဖုံးကံအတွက်နှုံးဆက်တွေအပြည့်မခံပါနဲ့ထုံးဆက်ကတော့ဖုံးကံဆိုတာကာယအားနဲ့လှုပ်ယူလို့မရဘူးစရဏအားနဲ့မှဖြစ်လာတာ စရဏအချင်းကောင်းလာရင်ဖုံးကန်တက်လာမှာဖြစ်ပြီးစရဏပြည့်ရင်ဖုံးကန်ပြတ်မှာအမှန်ပဲရုံးကန်တရားတဲ့ဖုံးကန်ဆိုတာအချင်းမပါလို့ဆိုတာသတိပြုရမယ်စရဏအာမပါပဲကာယအာနဲ့လှုပ်ယူထားတဲ့ဖုံးကန်မျိုးကအကြကြီးမရေတည်နိုင်ဘူးအမှန်ပဲတောင့်နေတဲ့သူတွေက အမြန်ပဲဖောက်နေတတ်တယ်ဖုံးကန်နဲ့စရဏဆိုတာအကြောင်းကျဆက်ဆက်နေတဲ့သဘောရှိတယ် စေရဏအကောင်းရင်ဖုံးကန်တတ်မယ်စေရဏအားနဲ့ရင်ဖုံးကန်ကြမယ်စေရဏပါမှာဖုံးတံကိုခံနိုင်မယ်ဒါကြောင့်ကန်တွေတက်ဖို့ညံညီညံတဲ့တွေနဲ့အမှန်တွေမပြတ်မိပါစေနဲ့မမှန်တဲ့နည်းနဲ့တက်နေလေခဏပဲဖြစ်တဲ့အတွက်စေရဏမြဲအောင်သာကြိုးစားကန်တရားဆိုတာအကျင့်မြဲရင်အဆင်မခွဲပါဘူး အကောင်ပြောခင်ရတဲ့အခါခြေနဲ့နှစ်သက်တဲ့ရင်မကောင်ပြောလာခင်ရင်လည်းလက်ခံနိုင်တရမယ်အကောင်ကြတော့ကြိုက်ပြီးမကောင်ကြတော့မမိုက်ဘူးဆိုရင်ဒါဟာလောကရဲ့တဘာဝကိုလက်မခံနိုင်သေးတာပဲလောကမှာကြီးမွန်ခြင်းကဲ့ရခြင်းဆိုတာနေရာတိုင်းမှာရှိနေတယ်လူတိုင်းမှာရှိနေမယ်အလုံးစုံပြည့်စုံနေတဲ့ဖះဆတဲ့သူတော်ကောင်းကြီးတွေတော့ကြုံတွေ့ရတတ်တယ်ကိုယ်လိုလူတွေကြုံတွေ့နေရတာပါဆိုင်လေပေါ့ မြတ်စွာဘုရားကလည်းမြတ်တိလောကီ အနေတိတော်လောကမှာ အကဲ့ရဲ့မခံရတဲ့သူ တရားမျှမရှိဘူးလို့မိန့်တော်မူတယ်။ဒါကြောင့်ချီးမိုးခံရလို့လည်းနှစ်ထင်တွေ့ရခမြောင်မြောင်မဖြစ်နဲ့အကဲ့ရဲ့ခံရလို့လည်းတုံလုံးချောက်ချတောကမများနဲ့လောကတဘာဝတည်င်္ဂလို့သဘောထားမနောအားကောင်းတာကြိုးစားပြီးယူတာမှုဖြင့်အခြေခံလောကရန်ကိုအန်တူရင်ရှိတို့ချီတက်ပြီးဆက်ဖို့ပါပဲ လောကမှာ အကောင်းအဆိုးရလက်ဆိုတာအကြောင်းအကျိုးအဆက်လာမှဖြစ်ပေါ်ခံစားရတတ်တယ်။အကျိုးပေးဖို့အချိန်မတန်သေးရင်အကောင်းတမလည်းမကောင်းများနေတတ်တယ်လို့မကောင်းတမလည်းအကောင်းစားနေရတတ်တယ်။အကောင်းတွေလုံးနေပြီမဲ့အကောင်းမကြိုက်တဲ့သူကုသိုလ်ကြောက်တတ်တဲ့သူတွေကဖြစ်လို့ဖြစ်စည်းလောက်တာခံရတတ်တယ်လို့မကောင်းတာလုံးနေတဲ့သူတွေမှလည်းလောကတစ်ထင်ကအကောင်းခံစားရတာမျိုးရှိတတ်တယ်။ မကောင်းသမားတကိုးထွားနေတာအားကြဖို့မဟုတ်တယ်လို့အကောင်းသမားအဆိုးများနေတာလည်းစိတ်တကြဖို့မဟုတ်ဘူးအချိန်တည်းရင်ကုသိုလ်နဲ့အကုသိုလ်ဟာသူ့အကျိုးသူပြီးသွားမှာပဲကိုယ်ဘက်ကတော့အကောင်းဆိုးရကြဗျာမများပဲဘလို့အချိန်ဒီမျိုးမှာပဲဖြစ်ဖြစ်ကိုကိုကိုတတိကပ်ပြီးအကောင်းဆုံးထိညိနိုင်ဖို့ပဲအရေးကြီးတယ်အဆိုးကြုံရင်ကုသိုလ်များများဖြစ်လို့အကောင်းပြောင်းမှကြောက်ရင်တတိမပြောင်းစင်နဲ့ ဘဝမှာအိမ်မွန်းချက်လာရင်ယုံထွက်နိုင်အောင်ကြိုးစားရမယ်။ဟုတ်ဖြစ်ရာဒီပြားများလို့အတ္တိတရားတွေပါလာရင်ရှိထားတာတွေထားပြီးတတိအားပါအောင်တရားဆောင်တဲ့နေ။တတိတရားကတတိကအရှိကိုဓမ္မအတိနဲ့ညှိပေးနိုင်တယ်။တကယ်တော့ဘဝအရှိဆိုတာဓမ္မအတိမပါရင် အလားကြီးရုပ်ထက်ပိုပြီးငြိမ်းချမ်းမှုကိုမပေးနိုင်ဘူး။တိတ်လေးလာရင်လွတ်ချရတဲ့တတိရှိမှာ အတွေ့အကြောင်းပူတဲ့အပူကိုရှော့ချနိုင်လိမ့်မယ်။တွေ့တာမှုရဲ့တော့ကကလူကိုပဲတွေ့တွေ့ပစ္စည်းကိုပဲတွေ့တွေ့တွေ့ရင်ပူတာပဲအတွေ့များရင်အပေနောင်သွားနိုင်တယ်မဟုတ်လား။ဒါကြောင့်ဘဝမှာအကောင်အဆိုးအကြောင်းကျိုးစားတဲ့လောကရန်တရားများအောက်ဖြစ်ရပြီးရောက်ပြီးပူလောင်မှုတွေနဲ့မွန်းချက်လာတဲ့အခါတည်ရင်ကဘဝအရှိကိုဓမ္မအတိနဲ့ညှိပြီးအခိုက်အတန့်ဖြစ်ဖြစ်ယုံထွက်ပြရမယ်။ စွန့်လွတ်မှုဆိုတာစွန့်နိုင်မှလွတ်မှာပါမစွန့်နိုင်ရင်လွတ်ဖို့လည်းမလွယ်ပါဘူးပြီးရယ်ဆိုတာတတိရှိမှပြီးရတာတတ္တာရှိမှပြီးရတာစေတနာရှိမှပြီးရတာမစ္စရိယဆိုရဲအတွေ့ရှိတဲ့သူက မပြီးရဘူးပြီးရမှာကြောက်တယ်ရှိထားတဲ့အရာတွေပေါ်မှာတွေ့ထားတဲ့အတွေ့စွန့်ရမှာလည်းကြောက်တယ်ပြီးရမှာလည်းကြောက်တယ်နေရာကို တွေ့တာ အမျိုးကိုတွေ့တာပစ္စည်းကိုတွေ့တာအလောက်ကိုတွေ့တာ ဓမ္မကိုတွေ့တာတွေဟာမစ္စရိယအမျိုးနယ်တွေပါပဲ။ဘာပဲတွေ့တွေ့အတွေ့မှန်သမျှအပူပါပဲ။နေရာဖိပေးတာပစ္စည်းပေးတာစတာတွေဟာစွန့်လွတ်နိုင်တဲ့တသက်ရှိလို့သာ လုပ်နိုင်ကြတာပါ။ကြယူသူနဲ့ပေးဆက်သူဖြစ်နိုင်ပေးနိုင်တဲ့သူဖြစ်အောင်ကြိုးစားရမယ်။ရလိုက်လို့ဖြစ်ရတဲ့ခြေနှက်မှုနဲ့ပြီးလိုက်ရလို့ဖြစ်ရတဲ့ဝမ်းမြောက်မှု နိုင်တူလို့တော့မရနိုင်ဘူး။ရလို့ခြေနှက်တဲ့ခံစားမှုနောက်မှာစိုးရိမ်မှုတွေ ပူပယ်မှုတွေရှိတတ်တယ်။ရှိလာတဲ့အရာတွေပျောက်ပြက်သွားမှပျက်စီးသွားမှစရာတွေကြောင့်ရယူခြင်းနောက်မှစိတ်မချရမှုတောကဖြစ်မှုတွေရောက်နေတတ်တယ်။ဒါကြောင့်အယူများတဲ့သူကအပူပွားတတ်ပြီးစွန့်နိုင်မှသာလှက်နိုင်တဲ့အတွက်ရယူဖို့ထက်စွန့်လွတ်နိုင်အောင်ကြိုးစားပါတွေ့တာမှုကိုစွန့်လွတ်မှုနဲ့ရှင်းချနိုင်အောင်ကြိုးစားပါ အပူပေါ့ခြင်းရင်အယူလျှော့နိုင်အောင်ကြိုးစားပါအထွေလျှော့ခြင်းတကယ်ပေါ့တယ်ဘာပဲဖြစ်ဖြစ်လျှော့ကြည့်လိုက်ပါဘဝမှာလွတ်လွတ်လပ်လပ်နေလို့ရတယ်လွတ်ပြီးလက်အောင်တော့မနေသင့်ဘူးလွတ်သွားတဲ့သူဟာလက်သွားတတ်တယ်ပစ္စုပန်မှာလွတ်သွားတဲ့သူဟာအနာဂတ်မှာတန်တရာအထိလက်သွားတတ်တယ်စိတ်လွတ်ကိုလွတ်နေရင်ဘဝပါလွတ်သွားတတ်တယ်လူဘဝကနေနေကြတဲ့ဘဝရောက်သွားတာမျိုးကဘဝလွတ်သွားတဲ့သဘောပဲ တကယ်တော့ဘဝမှာလဲ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 နေလို့ရတိုင်းနေလိုက်ရင်စိတ်ဆိုတာအကောင့်ထက်မကောင်းဘက်ပဲပျော်တတ်တဲ့အတွက်လွတ်တိုင်းလွတ်မထားတဲ့ဟူတတိမကက်ပဲလွတ်နေတဲ့စိတ်ဟာဘယံပဒါစိတ်မျိုးဖြစ်ပြီးတန်ရောစဉ်အနောင်ဖွဲ့မကန့်ညိတဲ့စိတ်မျိုးကသာလွတ်လပ်တဲ့စိတ်ဖြစ်တယ်။လွတ်လပ်ခြင်းအနောင်ဖွဲ့မရှိအောင်ကြိုးစားရမယ်။ဒါကြောင့်လွတ်လွတ်လပ်လပ်အနေချောင်ရင်မလွတ်မလပ်အတိတ်ချက်တဲ့အတွက်လွတ်လပ်သွားတဲ့စိတ်ကို လက်လွတ်မထားပဲအတိတတိနဲ့ထိညှိသွားကြရမှာဖြစ်တယ်။အမှားရှုပ်ရင်ပတ်ဝန်းကျင်ရှုပ်တယ်။စိတ်ရှုပ်ရင်ကိုယ်ပါစိတ်ရှုပ်တယ်။စိတ်ရှင်းနေမှ အနေရှင်းတယ်။အမှိုက်ဆိုတာရှင်းပြရတယ်။အမှိုက်ဖြစ်တဲ့သူကို မကြည့်ရဘူး။အမှိုက်ရှင်းတယ်ကိုယ်စိတ်ထားကအဓိကပဲ။အမှိုက်ဖြစ်တဲ့သူကိုလိုက်ကြည့်နေရင်ကိုယ်လည်းပင်ပန်းစိတ်လည်းနှွမ်းစီတတ်တယ်။အမှိုက်ရှင်းတဲ့သူရဲ့စိတ်ထားရှိရင်အမှိုက်ဖြစ်တဲ့သူဘယ်သူဆိုတာမလိုပါဘူး။ ဒီလိုပါပဲကိုယ်စိတ်တွေရှုပ်စီတာကကိလေသာအမိုက်တွေကြောင့်ပဲလောဘကျူလို့စိတ်တွေယူတာဒေါသများလို့စိတ်တွေခါတာမောဟရှုပ်လို့စိတ်တွေပုတ်တာမာနခံလို့စိတ်တွေထင်တာစိတ်ရှုပ်စီတဲ့အမိုက်တွေကို ကိုယ်တန်တယ်မှကြာကြာမထားရဘူးစိတ်ကိုရှုပ်စီတဲ့ကိလေသာအမိုက်တွေကိုအတိတတိနဲ့ရှင်ပြရမယ် စိတ်အညစ်အကြေးကို စိတ်နဲ့ပဲစီးပြရတယ်။တတိရှိနေတဲ့စိတ်ဟာအမိုက်မရှိပဲတန်ရှင်းနေတဲ့စိတ်ပါပဲ။ဒါကြောင့်အမိုက်ဆိုတာပဝင်းကျင်နဲ့စိတ်ကိုရှုပ်စီတဲ့အတွက်ရုပ်အမိုက်ကို ကာယအားနဲ့ရှင်းပါ၊စိတ်အမိုက်ကိုတတိအားနဲ့ရှင်းပါ။အတိလည်းရှိတတိလည်းရှိရင် အမိုက်ဆိုတာရှင်းနေမှာပဲပေါ့။အပိုင်းတော့ကိုဆက်လက်ဆောင်မြို့နားဆင်ပေးကြပါဦးခင်ဗျာ။ ဒီဗီဒီယိုလေးကိုအဆုံးထိ နားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ